မင်းလိုက်နဲ့ဒေါ်ဆွေတို့ရဲ့အချစ်ဆက်လန်းကရိုးရိုးလေးပါပဲသူတို့နှစ်ယောက်ကရက်ွက်ထဲကအိမ်ကြီးချင်းတွေပါမင်းလိုက်ကစကားပြောကောင်းပြီးဟာတာညံရှိတဲ့သူဒေါ်ဆွေကလည်းနူးညံ့တိမ်မွေးပြီးစာဖက်ဝါဒနာပါတဲ့သူသူတို့နှစ်ယောက်ပထမဆုံးစတွေ့တဲ့အချိန်ကရက်ွက်ထဲကလမ်းလျှောက်ရင်းနဲ့စကားစပြောမိတာပါ မင်းလိုင်ကဒေါ်ဆွေကိုသူ့ရဲ့ဟာတညံနဲ့ရေစေခဲ့ပြီးဒေါ်ဆွေကလည်းမင်းလိုင်ရဲ့စကားပြောဟန်ကိုသဘောကျသွားခဲ့တဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်အတူတူလမ်းလျှောက်ထွက်တာစာအုပ်စာပေတွေကြောင်းဆွေးနွေးတာရက်ွက်ထဲကပွဲလမ်းတပင်တွေကိုအတူတူသွားတာတွေလှုပ်လာကြတယ်အမတ်တရားဆိုလို့သူတို့နှစ်ယောက်ပထမဆုံးအတူတူရုပ်ရှင်သွားကြည့်တဲ့နေပါမင်းလိုင်ကဒေါ်ဆွေကိုသူကြိုက်တဲ့ရုပ်ရှင်ကရွေးခိုင်းတယ်ဒေါ်ဆွေကလည်းသူကြိုက်တဲ့ကားကိုရွေးလိုက်တဲ့ရုပ်ရှင်ကြည့်ပြီးတဲ့အခါသူတို့နှစ်ယောက်ကအကြောင်းစကားဆက်မိပြောရင်းလျှောက်လာကြတယ် အဲ့ဒီနေကသူတို့နှစ်ယောက်အတွက်အထူးအမှတ်တရနေ့တနေ့ပါပဲဒီလိုနဲ့သူတို့နှစ်ယောက်ရည်စားဖြစ်လာခဲ့ကြတဲ့မင်းလိုက်နဲ့ဒေါ်ဆွေတို့ရဲ့အချစ်ဇလန်းကရိုးရိုးလေးပါပဲဒါပေမဲ့သူတို့နှစ်ယောက်အတွက်အရန်ကိုအဖိုးတန်တဲ့အမှတ်တရတွေနဲ့ပြည်နေတာပါ